ခိုင်ပြည်နယ်အတွင်းမှာအခုလာပိုင်းအတွင်းတိုက်ပွဲတွေမရှိဘဲအေဂျင့်နေတဲ့အတွက်ပြည်သူတွေဟာကြောက်တော်မြို့မှာရှိတဲ့မဟာမြတ်မုနိဘုရားကိုလာရောက်ဖူးမြော်နေကြတာပါအခုလာရောက်ဖူးမြော်သူတွေအထင်မှာကြောက်တော်မြို့နယ်တစ်ခုတည်းကမဟုတ်ဘဲမြောက်ဦးမြင်းပြစစ်တွေပုံတော်ကျွန်းစတဲ့မြို့နယ်တွေကပြင်းတခြားမြို့နယ်တွေကဒေသခံတွေစစ်ဘေးဒုက္ခသည်တွေလည်းလာရောက်ဖူးမြော်နေတာကိုတွေ့ရပါတယ် တက်ပွဲရဲ့မျက်စိခင်တော့ဆိုတော့ဒီမြောက်ကထွက်လာတဲ့ဒီဒီစတားရဲ့အများကြီးရှိရပေါ့နော်ပြီးတော့ဒီဒီနှစ်ဖက်အခွေစေးအများကြီးလမ်းပေါ်မှာတွေ့ရရဲ့အရှင်တွေကျွန်တော်ရှိရဲ့ဟိုဒီကြောက်တော့ကျွန်တော်ဒီမဟာမြတ်မဏိဖျားဖူးဖို့အတွက်ကျွန်တော်ဒီတကယ်တော့မလွေကူရဲ့အရှင်တွေမျိုးပေါ့နော်အဲ့မဲ့ဒီဒီနေ့မှာတော့တကယ်ကိုအကောင်လုံးကလွေလွေကူကူနဲ့ပဲရှောမွေးမွေးနဲ့အကောင်ဖျားဖူးလို့ရတဲ့အရှင်တွေမျိုးဖြစ်တဲ့အတွက်အကောင်လုံးဖျားလာဖို့ကြာဖြစ်ပါရဲ့ဟုတ် မြန်မာတွေကမြန်မာတွေရဲ့ရဲရော်ကိုအမြဲပြင်ချင်တယ်အမြဲပြင်ချင်တယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ရဲရော်မှာနေထိုင်ဖို့အတွက်ဘုရားဖုလာရခိုင်ပြည်နယ်အတွင်းကရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့မြို့နယ်တွေမှာရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့အတွက်တက်မတော်နဲ့ရခိုင်တက်တော် AA တို့ပြီးခဲ့တဲ့နိုဝင်ဘာလ7ရက်နေ့ကပြန်လည်သဘောထားချက်တွေထောက်ပြန်ပြီးနောက်ပိုင်းရခိုင်ပြည်နယ်မှာအခုလိုတိုက်ပွဲတွေတိတ်ဆိတ်နေတာပါအရင်တုန်းကဆိုရင်ဒီမဟာမြို့မှုနေဖျားအနီးနားမှာလဲတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပေါ်ခဲ့မှုပါတယ်အဲ့ဒီတုန်းကဆိုရင်စီရီပြိပခတွေကြောင့် ဒီမဟာမြတ်မုနိဘုရားကိုအခုလိုလွယ်လွယ်လပ်လပ်တောလာဖူးမြော်သူတယောက်မှမရှိခဲ့ပါဘူးစီယေပရိပကတွေကြောင့်တစ်နှစ်ကျော်ကြာဘုရားပုသူတိတ်ဆိတ်နေတဲ့ဒီမဟာမြတ်မုနိဘုရားမှာဒီနေ့မှာတော့ပြည်သူတွေဟာစီစီကားကားနဲ့လာရောက်ဘုရားပုပုသူယူနေကြတာဖြစ်ပါလေခင်ဗျကျွန်တော်အားရဖြစ်တဲ့တင်ထောက်နေမင်းထုံးမှာကြောက်တော်မျိုးမဟာမြတ်မုနိဘုရားကနေတင်ပြပို့ထားတာဖြစ်ပါတယ်